နှစ်ဖက်ပြည့်ရစဲကြောင်ကြီးညာထားပေမဲ့ကြောက်ဖြူမှာစေကောင်စီနဲ့အာရခတတ်တော်အေတို့တိုက်ပွဲတွေ အပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ကြောက်ဖြူမအီလန်တျှောက်မှာစေကောင်စီအလောင်းတွေ ပြန့်ကျဲနေပြီးတော့အလောင်းတော်မကောက်ယူနိုင်ပဲကစင်ကလျားပြေးရတဲ့အထိစေကောင်စီတပ်ကရှုံးနိမ့်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ ပြိုင်စေကေကြေးရွာအနီးဝန်းကျင်မှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေကိုဆွန့်ပစ်ထားခဲ့ပြီးကိုလွန်ယုံပြေးကြတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းဇွန်လ10ရက်နေ့ညပိုင်းကစစ်ကောင်စီကရဲတပ်ရင်30နဲ့အနီးကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်သည်မောတွေကနေလည်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၃ရက်နေ့ညပိုင်းကနေဒီနေ့ထိတိုက်ပွဲဖြစ်နေတယ် ရေချောင်းကရောဒရုန်းတွေရောလက်နက်ကြီးတွေနဲ့ပါစစ်တပ်ကပြစ်ကူနေတယ်စစ်တပ်ဘက်ကတိတ်ဆုံးတာများနေတယ်ရဲတပ်ရင်းနဲ့ဝင်ပြေးလိုက်စုဖွဲ့ပြန်ထွက်တိုက်လိုက်လုပ်နေပါတယ်လို့ရခိုင်စစ်ရေးတရင်ရှင်မြစ်က ARD Times ကိုပြောပါတယ်စစ်ကောင်စီက ကြီးရီလေးတုံးကကြောက်ဖြူတိုက်ပွဲကိုတိုက်ခိုက်နေပေမဲ့မြေပြင်မှာတော့စစ်ကောင်စီတပ်သားတွေတက်ဆုပ်ပြေးကအမှတ်၃၂ရဲတပ်ရင်းအတွင်ဝင်ရောက်ပြီးအင်အားစုဖွဲ့နေရတယ်လို့တရင်ရှင်မြစ်စီကသိရပါတယ် ရှိကောင်စီဟာတညဝရီရဲဌာနချုပ်ကတက်မိသားစုဝင်တွေနဲ့မြို့ပေါ်အုပ်ချုပ်ရေးပိုင်းကမိသားစုဝင်တွေရေနဲ့စိတ်ကန်စီမံကိန်းကတရုတ်နိုင်ငံသားတွေကိုရန်ကုန်ကိုရွှေ့ပြောင်းပေးထားပါတယ်